တရုတ်ဆောင်မင်းသားကြီးကျော်ဟိန်းနဲ့တူအောင်တမင်လုံးယူနေတဲ့နေဝင်းကိုတဲ့ပြောလိုက်တဲ့တရုတ်ဆောင်မျိုးတန်နာထုံပရိသတ်များလုံးမမင်္ဂလာပါရှင်။ဘာမီစနောင်းကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ရုပ်ရှင်လောကမှာယနေ့တက်တိုင်အားပေးမှုရောကြသွားခြင်းမရှိတဲ့မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးရုပ်ရှင်မင်းသားကြီးကတော့အားလုံးသိကြတဲ့အတိုင်းမင်းသားကြီးကျော်ဟိန်းပဲဖြစ်ပါရယ်။ မင်းသားကြီးကျော်ဟင်းရဲ့တရုတ်ဆောင်ပိုင်နိုင်မှုတွေကြောင့်ရုပ်ရှင်လောကမှာပြောစမတ်တွင်လောက်အောင်ကိုတစ်ချိန်ကဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့ရပါဒီလိုမျိုးဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့မင်းသားကြီးကျော်ဟင်းရဲ့ item တွေနဲ့တူတယ်လို့ဝေဖန်ခံနေရတဲ့တသက်ဆမင်းသားတစ်လက်ရှိပါတယ်အဲ့ဒီမင်းသားကတော့တရုတ်ဆောင်လည်းဖြစ်အဆိုတော်လည်းဖြစ်တဲ့နေဝင်းပါ အစိုးရနေဝင်းဟာဆိုရင်တရုတ်ဆောင်မင်းသားမလုတ်ခင်ကလေးကနာမည်ကြီးအစိုးရအဖွဲ့ဖြစ်တဲ့စနေအဖွဲ့ဝင်တဦးဖြစ်ပါတယ်အစိုးရလောကမှာဟိုးရင်ကလေးကဥနေဝင်းနဲ့ဗာကြီးဖြိုးလို့ပြောလိုက်တာနဲ့ခမိုင်မိုက်ရပ်ပါနှစ်ယောက်လို့ဆိုရမှာပါအခုခါမှာတော့ဥနေဝင်းတယောက်မိမရပြီးနောက်အစိုးရလောကကနေတယောက်ဆောင်မင်းသားဘဝကိုခုန်ကူးခဲ့ပါတယ် နေဝင်းရဲ့တယုံဆောင်တဲ့အခါမှာတော့သူ့ရဲ့ထူးခြားတဲ့ item တွေစကားပြောတဲ့ပုံတွေအတိုက်အခိုက်ခန်းတွေကတခြားမင်းသားတွေနဲ့မတူပဲလုံးဝမှုအပြည့်သွင်းပြီးတော့လူမိုက်ဆန်ဆန်အပြည့်ပြင်တယုံဆောင်တာတွေကြောင့်ပရိသတ်တွေရဲ့အားပေးမှုတွေကိုတခဲနဲ့ကြည့်ရရှိခဲ့ရပါဦးနေဝင်းကိုရပ်ဘဲရွတ်တက်တယ်လို့ထင်ခဲ့တာအခုတော့တယုံဆောင်တဲ့အခါမှာလည်းတော်တော်မိုက်တယ်လို့ပရိသတ်တွေကအားပေးခဲ့ကြတာပါနေဝင်းရဲ့ဒီလိုတယုံဆောင်ချက်တွေကတခိတခါကအောင်မြင်ကြကြခဲ့တဲ့မင်းသားကြီးကျော်ဟင်းကိုပြန်လဲတရားစီခဲ့ပါတယ် အခုဆိုရင်တော့နေဝင်းကပထမယုံရှင်ဇက်ကားကြီးအပြီးမှာပဲကံကောင်းထောင်မှစွာနဲ့သူရဲ့တရုပ်ဆောင်ကောင်းမှုတွေကြောင့်အကယ်ဒမီစုကြီးကိုတောင်းသိမ့်ပိုင်းလိုက်နေပါတယ်ဆက်လက်ပြီးတော့ရိုက်ကူးထားတဲ့မီးယုံရှင်ဇက်ကားကြီးမှလည်းပိုင်နိုင်စွာတရုပ်ဆောင်ထားနိုင်တာပါလက်တလုံးယုံတင်ထားတဲ့ပြောသံဆိုတဲ့ယုံရှင်ဇက်ကားကြီးကိုလည်းပရိသတ်တို့ကအားပေးကြရအောင်ပါ တချို့သူတွေကတောင်နေဝင်းရဲ့ဝါရင်နေတဲ့မင်းသားတယောက်လိုအိုက်တင်တွေကြောင့်မင်းသားကြီးကျော်ဟင်းကိုပြန်ရှင်လာတယ်လို့တောင်သမုတ်ကြပါတယ်မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာထိတ်တန့်အကောင်ဆုံးဂန္ဓဝင်းမင်းသားကြီးလို့ဆိုလိုက်တာနဲ့ကျော်ဟင်းကတော့နံပါတ်၁နေရာမှာယူထားပါတယ်ရှိခိကအဖြူမဲရုပ်ရှင်ကြီးတွေမှာရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ရပါမင်းသားကြီးကျော်ဟင်းကတရုတ်ဆောင်နေတဲ့အချိန်မှာအသေးချာကိုမူးထည့်ပြီးတော့တရုတ်ဆောင်လာကြောင်းပြည်သူတွေကကျော်ဟင်းတရုတ်ဆောင်ရင်အပြင်းမာတကယ်ဖြစ်တယ်လို့တောင်ခံစားရတယ်လို့ဆိုခဲ့ရပါ မင်းသားကြီးကျော်ဟင်းကတရုတ်ဆောင်ပြည်ပြင်ကောင်းမှုမှုတွေကြောင့်အကယ်ဒမီစုပေါင်းများစွာကိုစုကူးပိုင်ဆိုင်ထားနိုင်ပါတယ်။မင်းသားကြီးကျော်ဟင်းကဆိုရင်လူငယ်အရွယ်ကလေးကရုပ်ရှင်လောကကိုစတင်ဝင်ရောက်ခဲ့ရပါကျော်ဟင်းတယောက်ကတော့လူငယ်လူလတ်ပိုင်းကနေစလို့အသက်အရွယ်ကြီးကလူကြီးပိုင်းမှာတရုတ်ဆောင်ရတဲ့အထိတိုင်အောင်မင်းသားကြီးရဲ့ item တွေဟာတစ်စက်မှရော့မသွားဘဲနဲ့ဇက်ကောင်တိုင်းကိုပိုင်နိုင်စွာနဲ့ပြည်ပြင်းပြင်းပြင်းတရုတ်ဆောင်နိုင်ခဲ့ပါတယ်။ ငရွေစင်ကလေးကရရှိခဲ့တဲ့အကယ်ဒမီဆုတွေဟာမင်းသားကြီးအသက်ကြီးသည့်တန်ရောင်ဆက်လက်သိမ့်ပိုင်နိုင်စေပါပဲ။နေဝင်းကိုလည်းမင်းသားကြီးကြော်ဟင်းလိုပဲအတင်ကောင်းတယ်လို့ပြောနေပေမဲ့ဝိုင်းရင်တယောက်စာမင်းသမီးမျိုးတန်နာထွန်းကတော့အဲ့ဒီလိုမမြင်ဘူးလို့ဆိုပါတယ်။ မင်းသမီးမျိုးတနာထွန်းကတော့နေဝင်းရဲ့ item တွေကိုသဘောကျတယ်။သူကတဘာဝကြကြလဲတရုတ်ဆောင်တက်တယ်။သူ့မှာကိုပိုင်ပင်ကိုဟန်ရှိပြီးတရုတ်ဆောင်တကယ်တော်တဲ့မင်းသားလို့ပြောခဲ့ရပါ။ဒါပေမဲ့လို့နေဝင်းရဲ့ item တွေကိုမင်းသားကြီးကျော်ဟင်းရဲ့ item တွေနဲ့တူတယ်လို့ပြောတာကတော့လက်မခံဘူးလို့ဆိုပါရယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တို့အနေနဲ့ရောအစိုးရနေဝင်းကိုမင်းသားကြီးကျော်ဟင်းနဲ့တူတယ်လို့ပြောနေကြတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။